ရော်နယ်ဒိုကိုကမ္ဘာမလားကင်မြောင်းစေချင်တာသူ့ရဲ့အိမ်မက်ပဲလို့ပြောလာတဲ့ဘရူနိုဖာနန်ဒက်စ်ပေးသက်များလုံးပဲမင်္ဂလာပါမန်ချက်စတာဖော်ဘောဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မန်ယူကပ္ပရင်ကြီးဘရူနိုဖာနန်ဒက်စ်ကတော့သူ့ရဲ့ပေါ်တူဂီအသင်းကောင်းဆောင်ဆက်ကြီးရော်နယ်ဒိုကိုသူ့အနာမယူခင်အချိန်လေးမှာကမ္ဘာမလားကိုကင်မြောင်းသွားစေချင်တယ်လို့ထုတ်ပေါ်ပြောဆိုလာခဲ့ပါတယ်ဒါကသူ့ဘဝမှာမှတ်ခဲ့ရတဲ့မိုးကုတ်ဆက်ဝိုင်းရဲ့တစ်ဖက်ကအိမ်မက်တွေဖြစ်တဲ့အကြောင်းကိုလည်းဘရူနိုကပြောပါတယ်ဒီစကားကိုကြားတဲ့အခါမှာကျွန်တော်တွေးကြည့်ဖြစ်ပါတယ်ရော်နယ်ဒိုကိုကမ္ဘာမလားရရှိချင်တာဘရူနိုတယောက်တည်းမဟုတ်ဘူးဆိုတဲ့အကြောင်း ရော်နယ်ဒိုကိုချစ်ကြတဲ့ပရိသတ်တွေအားလုံးရဲ့ဆန္ဒတွေနဲ့ထပ်တူကြနေတဲ့ကိစ္စဖြစ်ကြောင်းနဲ့ဒါကရော်နယ်ဒိုကိုချစ်သည့်မုန်းသည့်ဆိုတာထက်ဘောလုံးဆိုတဲ့အရာကိုချစ်ကြတဲ့ပရိသတ်တွေအားလုံးရဲ့အိမ်မက်တွေလည်းဖြစ်တဲ့အကြောင်းကျွန်တော်တွေးနေမိတာပါဒီတော့ဘရူနိုရဲ့စကားကနေတဆင့်ထပ်ဆင့်ထပ်ဆင့်တွေးတော်နေမိတဲ့အကြောင်းအရာလေးတွေလည်းရှိလာပါတယ်ဘရူနိုကရော်နယ်ဒိုကမ္ဘာဖလားရအောင်ဂျန်နဲ့ပေါ်တူဂီအသင်းပေါ်တွင်နဲ့အဆုံးစွန်ထိတိုက်ပွဲဝင်သွားမှလားဒါကတော့သိပြီမသေးကြလာဘူးလို့ထင်ပါတယ်ဒါကမာရီနက်စ်ရဲ့လူရွေးချယ်မှုပေါ်မှာပဲမူတည်ပါတယ်ကမ္ဘာဖလားမှာပါဝင်ကစားခွင့်ရတဲ့အသင်းတိုင်းဟာဆော်ဒီလိုအသင်းမျိုးတော်မှအဆိပ်ရှိတယ်ဆိုတာအားလုံးလည်းသိကြပြီးသားပါ တော်ယုံနဲ့ကမ္ဘာမလားရဖို့မလွယ်ပါဘူး။ဒါကြောင့်မာတီနက်အနေနဲ့လူရွေးချယ်တဲ့အခါမှာရိုနယ်ဒိုတို့လိုဘရူနိုဖာနန်ဒက်စ်တို့လိုစိတ်သက်ပြင်းပြလုံးတဲ့ကစားသမားမျိုးတွေကိုပဲဦးစားပေးရွေးချယ်ဖို့လိုအပ်ပါမယ်။ဂျာအိုဖီလစ်တို့လိုကိုယ်စိတ်တောင်ကုန်နိုင်မဲ့ပြိုရန်လဲလူလူကစားသမားတွေများနေမဲ့ဆိုရင်တော့ပေါ်တူဂီတို့အောင်မြင်နိုင်ဖို့မလွယ်ပါဘူး။ဒီတော့ဘရူနိုရဲ့အိမ်မက်ဖြစ်နိုင်ခြင်းနဲ့ဘရူနိုကိုရန်ဒီယမန်ချက်ကိုအကောင့်တွေဖော်နိုင်မလားဆိုတာနဲ့ပတ်သက်လို့ကျွန်တော်ရဲ့မြင်တွေကိုသုံးသပ်တင်ဆက်ပေးသွားပါမယ်။ပေါ်တူဂီသားအင်အားစင်းကိုတစ်ချက်ကြည့်ရပါမယ်။ပေါ်တူဂီမှာရိုနယ်ဒိုဘရူနိုဖာနန်ဒက်စ်တို့အပြင်ဖာနာဒိုဆေးပါ၊ရာအိုဖီလစ်၊ရာဖေးလီယာအိုဒီကိုဂျူရာနဲ့ဗီဒင် ညာတို့တို့ကမ္ဘာစစ်ကစားသမားတွေအများကြီးရှိနေပါတယ်။၂၀၂၆မှာဒီကစားသမားအများစုဟာသူတို့ရဲ့အကောင်းဆုံးအချိန်မှာရှိနေပါတယ်။ အောင်မြင်မှုမှတ်တမ်းကိုဆက်ကြည့်ရရင်ပေါ်တူဂီယာ2016ယူရိုချန်ပီယံ2019နဲ့2025 UEFA Nation League ပနားတွေကိုရရှိထားပြီးနိုင်ငံတကာပြိုင်ပွဲတွေမှာအောင်မြင်မှုရှိတဲ့အသင်းဖြစ်လာပါတယ်။ဒါပေမဲ့ကမ္ဘာဖလားမှာတော့အကောင်းဆုံးရလဒ်က1966တတိယနေရာဖြစ်ပြီးရော်နယ်ဒိုခေတ်မှာ2006စတုတ္ထနေရာကအကောင်းဆုံးဖြစ်ပါတယ်။နောက်ပြီးကမ္ဘာဖလားကိုရယူနိုင်မှုအတွက်ပေါ်တူဂီတို့ရင်ဆိုင်ရနိုင်ခြင်းရှိတဲ့ပြိုင်ပွဲတွေထဲမှာအင်္ဂလန်ပြင်သစ်အာဂျင်တီးနာ၊ဘရာဇီးဂျာမနီ၊စပိန်တို့လိုထိပ်တန်းအသင်းတွေအများကြီးရှိနေတာကိုလည်းလက်ခံရမှာပါ။ပေါ်တူဂီယာဒီအသင်းတွေနဲ့ရှင်နိုင်တဲ့အင်အားရှိပေမဲ့ပြိုင်ပွဲရဲ့ PR နဲ့ကန်တရားကလည်းအ ရေးပါပါတယ်ကမ္ဘာမလားဝင်ခွင့်ရဖို့အတွက်ကတော့ပေါ်တူဂီကခြေစပွဲအောင်မြင်နိုင်ဖို့လားလာကောင်းနေရှိနေပါတယ်နောက်ပြီး nation league လည်းရထားတာကြောင့်ယုံကြည်မှုတွေကပိုပြီးထက်ကြွနေနိုင်ပါတယ်ဘရူနိုကရောသူ့စကားအတိုင်းကောင်းတယ်ပေါ်နိုင်မလားဘရူနိုဟာပေါ်တူဂီအသင်းရဲ့ကွင်းထဲမှာအဓိက foundation ဖြစ်ပါတယ်သူ့ရဲ့ဖြတ်တင်ဘောတွေအခွင့်အရေးဖန်တီးမှုတွေနဲ့ goal twin နိုင်စွမ်းဟာ ronaldo အတွက်ရေးကြီးပါတယ်2020ကမ္ဘာမလားမှာဘရူနိုဟာ၄ပွဲမှာ2 goal twin 3 goal ဖန်တီးပေးခဲ့ပြီး goal ဖန်တီးမှုအများဆုံးဆင်းရဲမှာထိတ်ဆုံးနာမှာရှိခဲ့ပါတယ် ronaldo နဲ့အတချင်းကိုင်းမှုရှိနေတာကလည်းရေးပါတယ်ချက်ပဲဖြစ်ပါတယ်ဘရူနိုနဲ့ ronaldo ဟာမန်ယူအသင်းမှာ2020 င်နာရိုနဲ့ဆက်နေအတွင်းအထူးကစားခဲ့ပြီးပေါ်တူဂီအသင်းမှလည်းအထူးတူအောင်မြင်မှုတချို့ရရှိခဲ့ပါတယ်ဘရူနိုရဲ့ရော်နယ်ဒိုအတွက်ဂိုးဖန်တီးပေးနိုင်မှုဟာ2026မှာအဓိကတော့ချက်ဖြစ်လာနိုင်ပါတယ်2024ယူရိုပြိုင်ပွဲမှာရော်နယ်ဒိုအတွက်ဖန်တီးပေးခဲ့တဲ့အခွင့်အရေးတွေကသူ့ရဲ့ဒက်ရှင်ကိုက်မှုကိုထင်ရှားစေပါတယ်ဘရူနိုရဲ့ဖိအားကင်ွယ်နိုင်မှုကလည်းအရေးပါလာမှာပါဘရူနိုဟာမန်ယူမှာအသင်းကောင်းဆောင်ဖြစ်2023ခုနှစ်ကတာဝန်ယူထားပြီးဖိအားများတဲ့ပွဲတွေမှာစွမ်းဆောင်ရည်ပြခဲ့သူဖြစ်ပါတယ်ဥပမာ2023 EFL ကနောက်2024 FA ကဘောလုံးပွဲတွေမှာအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ပေါ်တူဂီအသင်းမှလည်းအဓိကပွဲတွေမှာဒီအချက်က ကအသင်းကိုအကျိုးပြုနိုင်ပါတယ်2020 25ရာသီမှာဘရူနိုဟာမယူသင်းအတွက်28ပွဲကစားပြီး9ဂိုးသွင်း10ဂိုးဖန်တီးထားတယ်လို့ Transfer Market မှာဖော်ပြထားပါတယ်ပေါ်တူဂီအသင်းအတွက်လည်း2024မှာ10ပွဲကစား2ဂိုးသွင်းနဲ့4ဂိုးဖန်တီးပေးထားခဲ့ပြီးသူ့ရဲ့ဖန်တီးမှုစွမ်းရာဆက်လက်ထိရောက်လို့နေပါတယ်ဒါကြောင့်လက်ရှိချိန်ကဘရူနိုရဲ့ Prime Time လို့တောင်ပြောလို့ရပါတယ်ဘရူနိုကတော့သူ့စကားအတိုင်းတည်နိုင်ဖို့လုပ်နိုင်သမျှအဆုံးစုံထိလုပ်သွားမှာပါကန်ညာဝရီယာ၃ခုပေါင်းမှအောင်မြင်မှုကရနိုင်တာဖြစ်လို့ Ronaldo ကကမ္ဘာဖလားကံမြောက်စေခြင်းနဲ့ဘရူနိုရဲ့စကားကပြေးဝနိုင်ခြင်း90 90ပဲရှိတယ်လို့ထင်မြင်ယူဆမိကြ ောင်းပါပေးသက်များအမြင်တွေကိုလည်းသိချင်ပါတယ်ပြောပြီးသွားခဲ့ကြပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်